Ranger သမိုင်းမှာ crossover လုပ်ဖို့တဲ့အပိုင်းတွေအများကြီးရှိကြပါတယ်။ထုတ်လုပ်သူတွေ crossover လုပ်ပေးရတဲ့အဓိကရည်ရွယ်ချက်ကတော့ပြည်သက်ကို entertain ပေးဖို့အတွက်ပဲဆိုပေမဲ့ဒီ Inspire Ranger နဲ့ Log Galaxy Ranger တွေရဲ့ crossover လေးကတော့ဒါမှ entertain တစ်ခုတည်းပိုခဲ့တဲ့ crossover တစ်ခုလိုပဲထင်မြင်မိပါတယ်။ဘာကြောင့်ကျွန်တော်အဲ့လိုပြောရလဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပြီးအပြေထုတ်ကြရအောင်ပါ။ crossover ရဲ့အစကတော့ Galaxy Ranger တွေရဲ့ရန်သူတော်ကြီး Trakina ရဲ့လောက်ကန် DBO တယောက် လူသူကင်းမဲ့နေတဲ့ဂျိုကြီးတို့ဘောမှာလိုအပ်တဲ့ဘေးဥတစ်ခုပြုလုပ်နေပုံနဲ့စတင်ထားခဲ့ပါတယ်။သူ့ဘေးဥပြုလုပ်နေတဲ့ပစ္စည်းကတော့တခြားမဟုတ်ပဲစိုက်ကိုရင်းဂျာရဲ့ဒီတာချစ်ပြားတွေဖြစ်ပြီးအဲဆိုနမှာဒိန်းစီထားတဲ့ချစ်ပြားတွေဟာသူမှမရှိတော့တဲ့နောက်တခြားဂျိုသားတယောက်စီရောက်ရှိသွားတယ်လို့ယူဆရပါတယ်။ချစ်ပြားတွေကိုရယူပြီးသွားချိန်မှာထရကီနာကိုတွားရောက်တင်ပြပြီးစိုက်ကိုရင်းဂျာကိုပြန်လဲအသက်သွင်းပေးဖို့လုပ်ပါတယ်။ ဆိုက်ကိုရိန်ဂျာတွေကိုအရင်လိုအီဘယ်ဆွမ်းအပြည့်နဲ့ပြန်လည်အသက်သွင်းဖို့ဆိုတာဒီပညာဉာဏ်ကြီးရှင် DBO အတွက်တော့ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ခဲ့တဲ့အပြင်ဆိုက်ကိုရိန်ဂျာတွေရဲ့အမိတ်မနာခံပဲထင်ရလောက်တဲ့အကြောင်းကိုဂျိုဒင်တီးပြီးထားပြီးသားမို့ဆိုက်ကိုရိန်ဂျာတွေကလန်ကစားလို့ရင်ထင်းကျုံနိုင်မဲ့ပစ္စည်းကိုပါ တခါရေးပြင်ဆင်ထားခဲ့တာပဲဖြစ်ပါရယ်။ဒါကြောင့်မဲ့ဆိုက်ကိုရိန်ဂျာတွေကိုစိတ်ကြိုက်ခိုင်းစေနိုင်ပြီဖြစ်တဲ့ Trekkina, Glassy Yellow Ranger နဲ့ Glassy Green Ranger တို့နှစ်ယောက်ကိုတိတိကျကျဖန်စီခိုင်းပါရယ်။ Trakina ရဲ့အမိတ်တိုင်းဈေးဝယ်ထပ်ဖို့အပြင်ကိုရောက်နေတဲ့ Galaxy Yellow Ranger Maya နဲ့ Galaxy Green Ranger Demon တို့ကိုဗန်စီပြီးသွားချိန်မှာတော့နောက်ထပ် Galaxy Blue Ranger Kai နဲ့ Pink Ranger Gandrot တို့ကိုလည်းသူတို့ရဲ့သက်ဆိုင်ရာ Psycho Ranger တွေကလိုက်လံဗန်စီခဲ့ကြပါရယ် Red Ranger Leo တယောက်တည်းသာအဖမ်းမခံရသေးတာဖြစ်ပြီးကြံသေးတဲ့ Leo ကိုတော့ Psycho Red တယောက်ကလေးတဲ့ငယ်အယောင်ဆောင်ရင်းအငိုင်ပန်းမှုလုပ်ပါရယ်ဝေယောရှိဝစ်စင်တားတဲ့လူတယောက်လာရောက်ကူညီပေးလို့သာ စိုက်ကိုရိုက်ရဲ့ကြိုးစားမှုအချင်းဒီဖြစ်ခဲ့ရတာဖြစ်ပြီးလီယိုလဲဝိယုံရှင်တဲ့လူရဲ့အကူအညီနဲ့အတူအောင်းအောင်းမြင်မြင်ထွက်ပြေးနိုင်ခဲ့ပါရယ်ထွက်ပြေးလုံခြုံတဲ့တနေရာအရောက်မှာတော့လီယိုတယောက်ဝိယုံရှင်တဲ့သူကိုကျေးဇူးတင်စကားဆိုနေခဲ့ပြီးအဆိုပါဝိယုံရှင်တဲ့သူကစပီရင်ဂျာအန်ရူဖြစ်နေမှတိလိုက်ရချိန်မှာတော့အရန်ကိုဝမ်းသာသွားခဲ့ပါရယ်ဆက်လက်ပြီးအန်ရူတို့ကဘာမီအဖဝင်ဆက်ကြဝလာတစ်ခုလုံးကိုကာကွယ်ပေးခဲ့တဲ့တုန်းကသူလဲကဘာမီပေါ်မှာရှိနေခဲ့ကြောင် အန်ဒရူရဲ့သူရဲကောင်းလို့ရဲ့ကိုလေးသားမစုပ်ဖြစ်နေခဲ့တာဖြစ်ကြောင်းပြောပြပါရယ်။သူတွေတည်တည်ကြကြမိတ်ဆက်ပြီးသွားချိန်မှာတော့အဆိုမဂါရှစ်ပေါ်ကမိုက်နဲ့အဖာကိုတွားရောက်တွေ့ဆုံခဲ့ကြပြီးဗန်ဒီဂန်ရိန်ဂျာရဲ့ဒီနီယာကိုတွားရောက်ထောက်လန်းကြပါရယ်။ဒီနီယာကိုတည်တည်ချင်းလီယိုနဲ့မိုက်ကချက်ချင်းတွားရောက်ကူညီဖို့ပြင်လိုက်ကြပေမဲ့အန်ဒရူကတော့ဆိုက်ကိုရိန်ဂျာတွေကသူတို့လာခဲ့မဲ့ကိစ္စကိုတေတာပေါက်တွက်ချက်ထားမှမို့ဗလန်တခုဆွဲဖို့လိုအပ်ကြောင်းပြောပြပါရယ်။အန်ဒရူရဲ့အကြံကတော့လီယိုနဲ့တူ အရင်ဆုံးရန်သူတွေအကုန်လုံးကိုမြားခေါ်ထုတ်တာဖြစ်ပြီးအသာဦးတွေတယောက်မှမကြံရှိတော့မှမိုက်အနီနဲ့ဖန်စီကန်ရေဂျာတွေကိုအေးစစကဲစဲပေးနိုင်အောင်ပဲဖြစ်ပါရယ်စိုက်ကိုရေဂျာတွေနဲ့ကက်ထရီနာတို့လည်းဒက်ဖန်ဒါရေဂျာမိုက်ကိုထဲသွင်းမတွတ်ချက်မိတာကြောင့်ရေဂျာတွေရဲ့အကွက်တဲကိုဆက်ဆက်မြတ်မြတ်ဝင်ရောက်သွားမိခဲ့ကြပြီးမိုက်တယောက်ဖန်စီကန်ရေဂျာတွေကိုအောင်မြင်စွာကဲထုတ်ပေးနိုင်ခဲ့ပါရယ်ဒါနဲ့အပြင်မှာနှစ်ယောက်တဲ့ဆွန်ကြီးဝိုင်းလောက်ခံရတော့မဲ့အန်ဒရုနဲ့လီယိုတို့စီအမြန်တွားရောက်ခဲ့ကြပြီး ရင်ဂျာရီဘက်မှာအင်အား9ယောက်အထိရှိလာခဲ့ပါတယ်။ရင်ဂျာ9ယောက်ဆိုတဲ့အင်အားဟာစိုက်ကိုရင်ဂျာတွေကိုရေဆိုင်မှုလုံလောက်တယ်ဆိုပေမဲ့စိုက်ကိုရင်ဂျာရဲ့အနောက်မှာကက်ဖရီနာရုအဖွဲ့လည်းရှိနေသေးတာကြောင့်ရင်ဂျာအဖွဲ့အနှဲငယ်အခက်တွေနေခဲ့ရပြီးအဲဒီအချိန်မှာပဲနောက်ထပ် Speed Ranger တွေဖြစ်ကြတဲ့ဂျွန်ဆင်တို့၄ယောက်ပါထက်ရောက်လာခဲ့ကြပါတယ်။ရင်ဂျာ9ယောက်ကနေရင်ဂျာ7ယောက်ဖြစ်သွားချိန်မှာတော့ဘဲကောင်လာလာအကုန်လုံးကိုရိုက်ခွဲပြစ်ဖို့အစင်းစ်ဖြစ်သွားခဲ့ကြပြီး တိုက်ခိုက်မှုတွေကိုစတင်ခဲ့ကြပါရယ်မက်ဂနာဒက်ဖန်နာရိန်ဂျာမိုက်ဟာဂရီနာရဲ့လယုံတွေကိုထိန်းထားခဲ့ပြီးတခြားရိန်ဂျာတွေကတော့တက်ဆိုင်ရာအယောင်လိုက်ဆိုက်ကိုရိန်ဂျာတွေကိုရင်ဆိုင်ကြပါရယ်လီယိုရဲ့ဓာတ်ရိုက်ကျွမ်းကျင်မှုနဲ့အန်ဒရီရဲ့အဝေးပြေးလက်နက်ကျွမ်းကျင်မှုပေါင်းစပ်လိုက်ချိန်မှာဂျန်လာဘာဂျီရဲ့ဆိုတဲ့ဆိုက်ကိုရက်တီအောင်ဘာမှမတက်နိုင်ဖြစ်သွားခဲ့ရပြီးဆိုက်ကိုပင့်ကလည်းဖ သူတို့နီးတူပဲတခြားသော Psycho Ranger တွေလည်း Special အထောင်းခံနေရတာဖြစ်ပြီး Black Ranger နဲ့ Green Ranger တွေဖြစ်ကြတဲ့ကားလုံးနဲ့ဒေမို Blue Ranger တွေဖြစ်ကြတဲ့ Johnson နဲ့ Guy Yellow Ranger တွေဖြစ်ကြတဲ့ Maya နဲ့ Ashley စသဖြင့်မတူညီတဲ့အသွင်ပြင်အောက်မှာတူညီတဲ့အရေးအချင်းကောင်းမွန်တဲ့ရည်ရချက်တွေနဲ့ရန်သူတွေကိုတိုက်ခတ်အနိုင်ယူနိုင်ခဲ့ကြပါရဲ့ Psycho Ranger တွေလည်း Ranger နှစ်ဘက်ရဲ့အတွဲညီလာတွေတိုက်ခတ်မှုတွေကြောင့်နဲ့နဲ့လေးသာရှိတော်တာဖြစ်ပြီး ရင်ဂျာတွေကလည်းအသူဘအခွင့်အရေးကိုလက်လွတ်မခံခဲ့ပဲသူတို့ရဲ့နာမည်ကျော်အဆုံးသက်တိုက်ကွက်တွေနဲ့ဆိုက်ကိုရင်ဂျာ၅កောင်စလုံးကိုရှင်းပြနိုင်ခဲ့ပါတယ်ဆိုက်ကိုရင်ဂျာတွေကြာရှုံးသွားတော့ကက်ထရီနာတို့လည်းပြန်လည်ဆုတ်ခွာသွားခဲ့ကြတာမို့ရင်ဂျာတို့အဖွဲ့လည်းအသူမကရှိစီပြန်အရောက်မှာအောင်ဝဲခံရင်အချင်းချင်းမိတ်ဆက်နေခဲ့ကြပါတယ်အဲ့အချိန်ဆိုက်ကိုဖိအသက်ရှင်နေသေးတဲ့အဖြစ်မှန်ကိုရီဒါကနေထောက်လန်းမိတဲ့ DBO တယောက်ဆိုက်ကိုပင့်ကိုအပျက်စီးတွေကြားတဲ့ကနေသွားခေတုတ်ပေးနေခဲ့ပါတယ်နောက်တော့ ဇိုက်ကိုပြင်းရဲ့ဇွမ်းအီတွေအားလုံးကိုဘတ်ပေါင်းဆောင်ကနေအမြင့်ဆုံးရောင်ကိုကူညီပေးခဲ့ပြီးရိညာဆယောက်စလုံးကိုရှင်းပစ်ဖို့ကြံစီကြပါရယ်။ဒါပေမဲ့လည်းဇွမ်းအားအမြင့်ဆုံးနေသားကိုရောက်လာတဲ့ဇိုက်ကိုပြင်းကတော့သူ့ရဲ့အမိန့်ကိုမနာခံပဲသူ့ရဲ့တခုတည်းသောရည်ရွယ်ချက်ဖြစ်တဲ့ပင်ရိညာတွေကိုအမဲလိုက်ဖို့အတွက်သာပြင်ဆင်ပါရယ်။ကယ်ရီနာကလည်းအမိန့်မနာခံတဲ့ဇိုက်ကိုပြင်းကိုအာခုံခံမလိုက်တော့ပဲ။ဘလို့နေနေဇိုက်ကိုပြင်းကပင်ရိညာတွေကိုတိုက်ခိုက်မှဖြစ်တာမို့ အဲ့အချိန် Channel Ranger တွေကိုအခွန်ကောင်းယူရှင်းလင်းပြဖို့ကြံရွယ်နေခဲ့တာပဲဖြစ်ပါတယ်။သူတို့တွေပလန်တွေတစ်ခုပြီးတစ်ခုကြံစီနေတဲ့အချိန် Ranger တွေကတော့အေးစိစိအနားယူရင်ဂလက်တာဖိတွေစီတွားရောက်လေပန်းနေခဲ့ကြပါတယ်။တစ်ချိန်လုံးရင်းမြမက်ဂါစော့ရီနဲ့ပဲတိုက်ခိုက်လာခဲ့ရတဲ့ Space Ranger တွေဟာဂလက်တာဖိတွေကိုမြင်လိုက်ရအပြီးမှဆကြဝလာတွေကအခုလိုမျိုးစမ်းကြဲတဲ့တက်ရှိတွေကိုအားအသင့်မဆုံးဖြစ်နေခဲ့ကြပြီးအားလုံးထဲမှာအဆိုးဆုံးကတော့ကက်စီပဲဖြစ်ပါတယ်။ငေးကြည့်ုံနဲ့တင်အားမရသေးတဲ့ကက်စီဟာ ပင့်ကလက်တာဖိအဘော်တီကိုတက်တွန်နေခဲ့တာဖြစ်ပြီးအသွားမတော်ဒလန်အစားမတော်ဒလုတ်ဆိုသလိုအတက်မတော်တော့အောက်ကိုပြုတ်ကျခဲ့ရပါတယ်။နောက်ရဲ့အရောက်မှာတော့စိုက်ကိုပင့်တယောက်ပင်ရင်းကြီးတွေကိုချီယာခံနိုင်မှုလျက်စည်းပလန်နဲ့ကိုဝင်ရောက်လိုက်ပြီးကံအားလျော်စွာနဲ့ဇွန်အားကြီးတိုက်ခိုက်လက်နဲ့အကြောင်းလိလာနေတဲ့ဂန်ဒရူကိုတွေးကြည့်လိုက်ရတာကြောင့်ဂန်ဒရစီကနေစားပြီးဆိုတည်ရှိနေတဲ့ဂျိုးနမ်းမေဟာရရှင်ဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတယ်။ ဇာဘီစွာဂလက်စီရိန်ဂျာရဲ့ကွာစာစည်းဝါးတွေထက်တောင်ပုံမဆွမ်းအားကြီးတဲ့လက်နက်ဖြစ်တာကြောင့်ဂန်ဒရလည်းစိုက်ကိုပင့်ကိုလိုက်လံတားဆီးရပါရီဂန်ဒရရေကြီးတုပ်ပြဖြစ်နေတာကိုမြင်လဲရတဲ့ကက်စီကလည်းအချောင်းရင်ကိုမေးမြန်းလိုက်ပြီးကက်စီတယောက်အချောင်းစုံကိုထိလဲရချိန်မှာဂန်ဒရနဲ့အတူပူးပေါင်းတိုက်ခိုက်တဲ့ဆိုပေမဲ့စိုက်ကိုပင့်တယောက်အောင်းမြင်မြင်ဆုတ်ခွာသွားနိုင်ခဲ့ပါရီကျန်ခဲ့တဲ့ပင်ရိန်ဂျာနှစ်ယောက်လည်းစိုက်ကိုပင့်ဖယ်သွားမယ်ဆိုတာကိုခံမှန်းမိတာကြောင့်ဇာဘီဆွတ်ရှိရာရုရှင်ဂျိုစီကိုထွက်လာခဲ့ကြပြီး သူတို့ရေစိုက်ကိုပင့်နောက်ကိုလိုက်သွားနေတာဖြစ်ကြောင်းစိုက်ကိုပင့်တယောက်အင်အားကြီးလက်နဲ့စားပြီးဆွက်ကိုတွားရောက်ယူဆောင်နေတာဖြစ်ကြောင်းလီယိုတို့စီလမ်းဆက်သွဲပါရယ်စိုက်ကိုရိန်းဂျာအသက်ရှင်နေမှတိလိုက်ရချင်းလီယိုတို့လည်းကန်တို့တို့ကိုတွားကူညီဖို့ပြင်လိုက်ကြပေမဲ့ဒီပြော်ဥဆောင်တဲ့စင်းဝင်ကာရီရဲ့တိုက်ခိုက်မှုကြောင့်အနှဲငယ်ကြန့်ကြာနေခဲ့ရပါရယ်ရုရှားဂျိုဝါမှာတော့ကန်ထရနဲ့ကက်စီတို့ဟာဇာဘီဆွက်ကိုရရှိထားတဲ့စိုက်ကိုပင့်နဲ့တိုက်ခိုက်နေကြရပြီး စားပြီးဆွဲရဲ့ပြစ်မှတ်စီရဆွမ်းအားကိုဆုပ်ယူက Power F9 ရဲ့ဆွမ်းရည်ကြောင့်အတော်လေးကိုရုန်းကန်နေခဲ့ကြရပါတယ်။ဒါမေကိုင်းဆောင်သူကိုလည်းဆုပ်ယူထားတဲ့ဆွမ်းအားတွေလွှဲပြောင်းပေးနိုင်သေးတာကြောင့်စိုက်ကိုပင့်တယောက်ထိမနိုင်သေးမယောင်ကိုကြမ်းတော်နေခဲ့ပြီး Ranger ရဲ့ဆွမ်းအားတွေကိုဆုပ်ယူနိုင်နေတဲ့စားပြီးဆွာလည်းတပြေးပြေးနဲ့အရွယ်အစားရောဆွမ်းအားရောအစမတန်ကြီးထွားလာနေခဲ့ပါတယ်။တိုက်ခတ်ရေးနဲ့ Cassie တယောက်အလဲထုတ်ခံလိုက်ရတာမို့ Ranger Morpher နဲ့တခြားစီဖြစ်သွားခဲ့ရပြီးဒါကိုမြင်လဲရတဲ့စိုက်ကိုပင့်ကလည်း ဇွန်အားတွေကိုပိုမိုဆွတ်ယူနိုင်မှုကက်စီရဲ့မော်ဖာကိုစားပြီးဆွတ်နဲ့ထိုးဆိုင်ပစ်လိုက်ပါတယ်။ရ ेंजर မော်ဖာစီကရရဲများပြားလာတဲ့ဇွန်အင်အရင်မြစ်တီကြောင့်လက်ရှိအချိန်ကစိုက်ကိုပင့်ဟာသူမရဲ့အကြမ်းဆုံး evil ဖုန်းကိုတော့အသွန်ပြောင်းနိုင်စရှိလာခဲ့တာမို့အကောင်ကြီးပြောင်းပြီးတရောခါလုံးကိုဖျက်ဆီးဖို့ပြင်ပါတယ်။အဲဒီအချိန်လီယိုနဲ့အန်ဒရူးတို့ကလည်းဒီဗီယိုတို့တစ်စိုက်ကိုနောက်ဆုံးအောင်လုပ်နိုင်ခဲ့တာကြောင့်ဒက်ဆိုင်ယာမေဂါဇော့ရီနဲ့စိုက်ကိုပင့်ကိုဓာစီကြပါတယ်။ ်ဂက်စီကတော့ Ranger Morpher ဆွမ်းအားစုပ်ခံမှုကြောင့်တပြေးပြေးအားနည်းလာနေခဲ့ပြီးဒါကိုတားဆီးဖို့ဆိုဇာဘီဆော့ကိုဖျက်ဆီးပြစ်မှတ်ရနိုင်မှာဖြစ်တာကြောင့် Garrett တယောက် Annihilator တွေကိုဇွတ်တိုးဖို့ပြင်ဆင်ပါတယ်ဂက်စီကမလုပ်ဖို့အနောက်ကလန်တာနေပြီမဲ့ဇာဘီဆော့ကိုသာဖျက်ဆီးမပစ်နိုင်ဂက်စီအသက်အနည်းရှိမှန်းသိနေတဲ့ Gandria ရှေ့ကိုပဲအန်ဂျိတ်ဆက်တို့ Ranger Morpher စိုက်ဝင်နေတဲ့ဇာဘီဆော့ကိုအားမှန်အပြည့်နဲ့ခုတ်ပိုင်းပြစ်လိုက်ပါတယ် စားပိဆွဲပျက်စီးသွားတာနဲ့ကြီးမားလုံးနဲ့စွမ်းအားလိုင်းရိုက်ချက်တွေထွက်ပေါ်လာခဲ့ပြီးဒင်းတယ်လုံးနဲ့စွမ်းအားလိုင်းရိုက်ချက်တွေကိုထိုက်ဟိုက်ခန်းစားလိုက်ရတဲ့ဂန်တို့တယောက်အသက်ဆုံးရှုံးခဲ့ရပါတယ်။စိုက်ကိုပင့်ကိုနှိမ်နှင်းနိုင်ခဲ့တဲ့လီယိုတို့ရောက်လာခဲ့ချိန်မှာဝိညာဉ်ဖြစ်သားရှိတော့တဲ့ဂန်တို့ကမြင်လိုက်ရပြီးဂန်တွေကတော့ဝိညာဉ်ဖြစ်သွားချိန်မှာတော့တငယ်ချင်းတွေသူမအတွက်စိတ်မကောင်းမဖြစ်နေစေဖို့အပြုံးမပြတ်နှုတ်ဆက်စကားပြောခဲ့ရင်သူမရဲ့ကွာစာစည်းပါးနဲ့ပေါင်းဆက်ကတငယ်ချင်းတွေကိုထာဝရနှုတ်ဆက်သွားခဲ့ပါရဲ့။ အဲ့ဒီနောက်တော့ Space Ranger တွေနဲ့လမ်းခွဲရဖို့ဖြစ်လာခဲ့ပြီးထွက်ခွာသွားရမယ့် Space Ranger တွေလည်း Gandry ရဲ့အနစ်နာခံရမှုအတွက်အတော်လေးစိတ်မကောင်းဖြစ်နေကြပါရဲ့။အဲ့ဒီထဲမှာအစိုးဆုံးကတော့ Cassie ဖြစ်ပြီး Gandry အခုလိုမျိုးဖြစ်ရတာဟာသူမအပြစ်ပဲလို့တွေးနေမိတဲ့ Cassie တယောက်ကိုကိုအပြစ်နှစိမ့်များစွာနဲ့ဘလို့မှပြေမစီနိုင်ဖြစ်နေခဲ့ပါရဲ့။ဒါကိုသိနေတဲ့ Andrew ကလည်း Gandry ဟာ Cassie အခုလိုမျိုးဝမ်းနေပြီးကိုကိုအပြစ်တင်နေဖို့သူမကိုသူမသတိခံခဲ့တာမဟုတ်ကြောင် ။လက်ရှိအချိန်မှာကက်ရက်အမြင့်ကျင်ဆုံးကကက်စီအနီနဲ့ကိုယ့်ကိုအပြစ်တင်မနေဘဲကိုရှောင်းအောင်မဲ့လမ်းကိုအကောင်းဆုံးဆက်လက်ရှောင်းလန်းခြင်းကိုသာဖြစ်ကြောင်းနှစ်သိပ်ပေးခဲ့လိုက်ပါရယ်။ကက်စီတယောက်အဲဒီခါကျမှသာအနှဲငယ်စိတ်ပြေနိုင်ခဲ့တာဖြစ်ပြီးတွေ့ဆုံကြီးရဲ့နောက်မှာခွဲခွာခြင်းဆိုတာဟာလေလက်ဆက်ထိလိုက်လာတာမို့ကိုစီဆက်လက်ထမ်းဆောင်ရမယ့်တာဝန်အသီးသီးအတော့ Ranger နှစ်ဖွဲ့လေနေရာမာတွေလမ်းခွဲလိုက်ရင် Inspire Ranger နဲ့ Galaxy Ranger တို့ရဲ့ crossover လေဒီမာရင်အဆုံးသက်သွားခဲ့ပါရယ်။ အားလုံးပဲမင်္ဂလာရှိသောနေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါသည်